မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ AA ကတိုက်ခိုက်သိမ်းပတ်လိုက်တဲ့အမ်းမြို့နယ်ကမြို့နယ်အုပ်ချုပ်ရေးမှူးအငိမ့်စားဘူကြီးအောင်ပြေဆောင်ဆိုးတေဆုံးသွားတာကို သူ့ရဲ့မိသားစုထံကို၈လလောက်ကြာမှစိတ်ခွေးတက်ကအတိပေးအကြောင်းကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အမ်းမြုံနယ်အုတ်ချုပ်ရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့အငြိမ်းစားဗိုလ်ကြီးအောင်ပြေဆောင်စိုးဟာ2024ခုနှစ်ဒီဇင်ဘာလအတွင်းအေအေကအမ်းမြုံနယ်တစ်ခုလုံးနဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အချိန်မှာစစ်တပ်နဲ့အတူခုခံရေးနဲ့တေဆုံးခဲ့ခြင်းဖြစ်ကြောင်းမိသားစုနဲ့နှိဆက်သူများကပြောဆိုထားပါတယ်။တေဆုံးသွားတဲ့ဗိုလ်ကြီးအောင်ပြေဆောင်စိုးမှာဇနီးဖြစ်သူတိမ့်တူတူအောင်နဲ့ ်တမီးကြံရိတ်ခဲ့ပြီးတော့တမီးဟာပြည်ပမှာနေထိုင်ပြီးတော့ပညာသင်ကြားနေတယ်လို့သိရပါတယ်သူရောသူ့မိမယောကစစ်ခွေးမျိုးရိုးတွေကြီးပဲသူ့မိမကလည်းစစ်တပ်အားပေးပဲမင်းအွန်လိုင်းအာနာစသိမ်းတဲ့အချိန်တုန်းကစာနာထွက်ပြတဲ့သူတွေကိုအမျိုးမျိုးလောင်ပြောင်စော်ကားခဲ့လို့သူ့မိမရဲ့ចောင်းနေဘက်တငယ်ချင်းတွေကအစသူ့ကို social punishment လုပ်ထားတာလို့၎င်းတို့နှုတ်အကြောင်းသိရှိထားတဲ့မိသားစုနဲ့နှိစက်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ် စစ်တပ်ကနေအငိမ့်စားယူပြီးတော့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ကြီးအောင်ပြည့်စုံစိုးဟာမသေးဆုံးပြီးအမ်းမြုံနယ်အုပ်ချုပ်ရေးမှူးအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ AA ကိုအကြံဖက်အဖွဲ့အဖြစ်နဲ့လှောင်ပြောင်ပို့တင်ခြင်း AA ထမ်းမှာလက်နက်ချသူများကိုတိုင်းပြည်တပ်စဖောက်များလို့လူမှုကွန်ရက်ပေါ်မှာပို့တင်ပြီးတော့ရေးသားခဲ့သူဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားပြီလို့ကြေညာထားတယ်ဒီမော့ဆိုမြို့ area မှာစစ်ခွေးတပ်ကဟိုတစုဒီတစုနဲ့နေရာယူထားပြီတော့တော်လိုင်းတပ်ဖွဲ့များကလည်းပျောက်ကြားစနစ်နဲ့ပြန်လည်တိုက်ခိုက်နေတဲ့အတွက်စစ်ခွေးတပ်ကတိုက်စုံးမှုတွေများနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်ရှိဒီမော့ဆိုမြို့ area မှာပဲတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီးတော့စစ်ကောင်စီတပ်ကထိခိုက်တိုက်စုံးမှုတွေများပြားနေတယ်လို့သိရပါတယ် ်ဩဂတ်စ်လ19ရက်နေ့ကဒီမော့ဆိုမျိုးရင်းကိုဝင်ရောက်ရှိလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ၎င်းတို့ရောက်ရှိရာနေရာများမှာဟိုတစုဒီတစု နေထိုင်ကဒီမော့ဆိုမျိုးကိုထိန်းချုပ်နိုင်ပြီလို့ဝါဒဖြန့်နေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိချိန်မှာဒီမော့ဆိုမျိုးလမ်းခွဲအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအများအပြားရှိနေတယ်လို့သိရပါတယ်။ဒီမော့ဆိုမှာကတိုက်ပွဲတွေဆက်ပြီးဖြစ်နေတော့မှာပဲစစ်ခွေးတွေဘက်ကဒေဆုံးဒဏ်ရာရတာတွေများတယ်။သူတို့ထိန်းချုပ်ခြင်းတယ်လို့ပြောတာကပြောကျင်တယ်လို့ပြောနေတာပါ။ သူတို့ကတနေရာမှာ30 40နဲ့အဲ့ဒီလိုမျိုးအဆုစုလေးတွေဖြစ်နေတာထိန်းချုပ်နိုင်တယ်တော့မဟုတ်သေးပါဘူးဒါပေမဲ့သူတို့ကထိန်းချုပ်နိုင်ပြီလို့သတင်းလွှင့်ထားတာလဲပါမှာပေါ့လေဒီမော့ဆိုတခွင်မှာကတိုက်ပွဲတွေဖြစ်နေပါတယ်ဒီမော့ဆိုဘက်ကိုစစ်တပ်ကဥတီပြီးတော့မလာနိုင်သေးပါဘူးအဲ့ဒီမှာပဲဒီမော့ဆို area မှာပဲတဝဲဝဲလဲလဲဖြစ်နေတာပါလမ်းကွာမှာဒီကောင်တွေနေနေကြတယ်အဲ့ဒီနေရာမှာပဲပြစ်ခတ်မှုခဏခဏဖြစ်တယ်ပျောက်ကြားပြစ်ခတ်တာဘောလို့ KA စီရေးချုပ်ဘုံမူကြီးဖုံးနိုင်က ရှင်းပြထားပါတယ် အချမ်းတ်စစ်ခွေးတပ်ဖွဲ့ဝင်များဝင်ရောက်ထိန်းချုပ်ထားတဲ့နေရာများဟာပြည်သူလူထုများနေထိုင်ခြင်းမရှိတာဟာ2021ခုနှစ်ကတည်းကဖြစ်ပြီးတော့အချမ်းတ်စစ်ခွေးတပ်ကမြို့ရဲ့ဌာနဆိုင်ရာအဆောက်အုံအပြည့်အစည်းများအတွင်းမှာလဲဝင်ရောက်တပ်ဆွဲနေထိုင်ကမြို့ကိုလက်မလွတ်ရစေရေးအတွက်စစ်ခွေးတပ်ကပြင်ဆင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဩဂတ်စ်လ၄ရက်နေ့ကစတင်ပြီးတော့အချမ်းတ်စစ်ခွေးတပ်ကမြေပြင်ဝေဟင်ကနေပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာမှုကြောင့်ဒီမှာဆိုမြို့နယ်အတွင်းမှာရှိတဲ့ပြည်သူတွေထောင်တဲ့ခြေကစစ်ဘေးတိမ်းရှောင်နေရကြောင်းနဲ့ စစ်ဘေးရှောင်စခန်းများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးသူများလည်းရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းမုံရွာအရာတော်လမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုနေ့စဉ်လိုက်လံတိုက်ခိုက်ရာစစ်ခွေးဘက်ကလေကောင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်ဩဂတ်စ၈ရက်နေ့မှာမုံရွာအရာတော်လမ်းပိုင်းကိုအကြမ်းမဆက်တက်ကမုံရွာနဲ့အရာတော်တို့ကနေစုဖွဲ့ထားတဲ့စစ်သားနဲ့ပြူစောထီးများနဲ့စစ်ကြောင်းထိုးနေကြခြင်းဖြစ်တယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကို Danger Force မုံရွာခရိုင်ပကပအထူးတပ်ခိုက်ရေးတပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့များကဩဂတ်စ၁၇ရက်နေ့၁၂ရက်နေ့၁၄ရက်နေ့နဲ့၁၆ရက်နေ့များမှာလိုက်လံတိုက်ခိုက်ခဲ့ပြီးတော့စစ်ခွေးနဲ့ပြူခွေး၄កောင်တိုက်ဆုံးက၁၀ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တိုက်ပွဲကတော့ဇက်တိုက်ကိုဖြစ်နေပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်တွေကိုလည်း ကြည်နဲ့ခဲရံတွေလှူပေးဖို့မြစ်တာရက်ခံခြင်းမာတယ်လို့ Danger Force မုံရွာခရိုင်ပောက်ဖောက်အထူးတိုက်ခိုက်ရေးအဖွဲ့ကတာဝန်ရှိသူကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းမုံရွာချောင်းဦးလမ်းမိုက်မှာခရီးသည်တွေကားတွေမိုင်းထိမှန်လို့ရင်မောင်းတအုပ်တေဆုံးကရင်နောက်လိုက်တအုပ်လဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စ်လ22ရက်နေ့မနက်9:00နာရီလောက်မှာချောင်းဦးမြို့နယ်ရေပိုးစားကံရွာအနီးမုံရွာချောင်းဦးလမ်းမှာမုံရွာကနေမန္တလေးကိုမောင်းနှင်လာတဲ့ခရီးသည်တွေကား3စီးဟာမိုင်းထိမှန်ခဲ့တယ်လို့သိရပါဗျ။မုံရွာကနေမန္တလေးဘက်ကိုသွားတဲ့ကားတွေ မိုင်းဆွဲခံရတာပါ Honda Fit ကားသေးလေးနဲ့ရွှေမြန်မာကားကတော့တော်တော်လေးကိုထိသွားတယ်ရှေ့မှန်တွေလည်းအက်ကွဲသွားပြီးတော့ကားဘော်တွေတစ်ခုလုံးလည်းရစရာကိုမရှိဘူးစစ်သားတွေရောက်လာပြီးတော့ရှင်းလင်းရေးတွေတော့လုံနေကြတာတွေ့ရတယ်လို့ကိုရိုင်းကြုံတွေ့ခဲ့ရသူခီးတဲ့တအုပ်ကအတည်ပြုပြောကြားထားပါတယ်မိုင်းထိမှန်တာကြောင့်ခီးတဲ့တင်ကား Express ကားတစ်စီး Honda Fit ကားသေးခီးတဲ့တင်ကားတစ်စီးနဲ့ ်အန်စာတုံးခီးတရင်ကားတစ်စီးတို့မိုင်းစာထိမှန်ခဲ့ကအန်စာတုံးကားကရင်မောင်းအမျိုးသားနေရမာတင်ပွဲချင်းပြီးတေဆုံးပြီးတော့ရင်နောက်လိုက်ဟာလဲထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တာကြောင့်မြင်းမူဆေးုံမှာအရေးပေါ်ကုသနေရပြီးတော့အခြေအနေကတော့စိုးရိမ်ရတယ်လို့ပြောပါတယ်ဒါအပြင်မိုင်းပောက်ကွဲမှုကြောင့် Honda Fit ကားဟာမောင်းနေလို့မရတော့တဲ့အထိပြက်စီးသွားခဲ့လို့ကရင်ကားနဲ့မုံရွာဘက်ကိုတဲဆောင်သွားကရေမောင်းတဲ့ခရီးသည်တွေကတော့အထိကైမရှိခဲ့ဘူးလို့ဆိုပါရတယ်။ အဲ့ဒီကားသေးလေးပေါ်ကခရီးသည်တွေကိုတော့သူတို့ကားသေးလိုင်းကကားတွေကပဲကူညီပြီးတော့မုံရွာဘက်ကိုပြန်ခေါ်သွားကြပါတယ်ခရီးသည်တွေအကုန်လုံးသူတို့ရဲ့နေအိမ်ကိုပြန်ရောက်သွားကြပါပြီမဟာနွယ် express ကားကတော့အထီးကိုက်နဲလို့မန္တလေးဘက်ကိုဆက်မောင်းသွားတယ်လို့ခရီးသည်တွေရင်မောင်းတို့ကပြန်လည်ပြောပြထားပါတယ်ခီးတဲ့တင်ကားတွေမိုင်းထိတာကြောင့်အခင်းပြတဲ့နေရအနီးမုံရွာမန္တလေးလမ်းပိုင်းမှာကားအစီးရေ80လောက်နှီးပါးဟာနှစ်နာရီကျော်ကြာအောင်လမ်းပိတ်ဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာတော့ပုံမှန်အတိုင်းဆက်လက်သွာလာနေကြတယ်လို့ဆိုပါရယ်အခုလိုမျိုးခရီးသည်တွေကားတွေမိုင်းထိမှန်တာနဲ့ပတ်သက်ပြီးတော့ဘယ်အဖွဲ့အစည်းကလှုပ်ဆောင်နေဆိုတာကိုတော့အတိမပြုတ်နိုင်သေးပဲမုံရွာ6ဦးလမ်းမိုင်းဟာစစ်ကော်မရှင်တပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲဖြစ်ပွားတာနဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့်အရသာတိုက်ဆုံမှုတွေမကြာခဏဖြစ်ပွားလေ့ရှိတယ်လို့သိရပါရယ်ပြီးခဲ့တဲ့မက်စလာ၄ရက်နေ့ကလည်း မုံရွာချောင်းဦးလမ်းပိုင်းနဲ့ရေကန်အနီးမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်နေတဲ့ဒေသရင်းကာကွယ်တပ်ဖွဲ့တွေနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြားမှာခရီးတရင်ကားပေါ်ကတနစ်ခွဲအရွယ်ကလေးငယ်အပါအဝင်၃ဦးတေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဘူးဒလင်မျိုးကအကြမ်းဖက်စစ်ခွေးတပ်စစ်ကြောင်းထွက်လာတဲ့အတွာကြီးရွာဆေးရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ22ရက်နေ့မှာဘူးဒလင်မျိုးပေါ်ကနေအင်အားရာနဲ့ချီပြီးတော့ပါဝင်တဲ့ အကြမ်းဖက်စစ်ခွဲစစ်ကြောင်းထွက်လာတဲ့အထွက်ကြောင့်ကြေးရွာဆေးရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။လက်ရှိအချိန်မှာဘုဒ္ဓလင်မြို့အနီးဝန်းကျင်မှာရှိတဲ့လွှဲတဲ့ကြေးရွာ၊မြောက်တော်ကြေးရွာ၊ထထန်းကြေးရွာ၊မြောက်ကြီးကြေးရွာ၊တပြေပင်ရွာ၊ရှမ်းတဲ့ရွာ၊တက်လှမ်းရွာ၊ပဲပြက်တော်ရှိရွာ၊ပဲပြက်တော်နောက်ရွာတို့က ထောင်ထဲချတဲ့ပြည်သူများဟာထွက်ပြေးနေရခြင်းဖြစ်တယ်လို့သိရပါဗျ။ဘုဒ္ဓလင်မြို့ပေါ်ကနေစစ်ခွေးစစ်ကြောင်းထွက်လာတဲ့အတွက်ဘုဒ္ဓလင်မြို့နဲ့အနီးဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကထောင်ထဲချတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ်။စစ်ခွေးစစ်ကြောင်းကအခုချိန်ထိတော့ဘုဒ္ဓလင်မြို့အထွက်နားမှာပဲရှိသေးတယ်လို့ဒေါင်းရာစာပင်မတပိတ်စစ်ကြောင်းကတာဝန်ရှိသူကပြောပြထားပါဗျ။ဘုဒ္ဓလင်မြို့နယ်အတွင်းအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကစစ်ကြောင်းထိုးပြီးတော့အရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းများလှုပ်ဆောင်နေတဲ့အတွက်ပြည်သူများဟာစစ်ကြောင်းနဲ့ဝေးရာကိုထွက်ပြေးနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ဇဘူသီရီမြို့နယ် ုခတိတ်တိရက်ကွာတပ်ပမင်္ဂလာတိတ်တိဖျားကုန်းပုံမှာဩဂတ်စ်လ22ရက်နေ့မနေ့ကလေဘင်းထိုးသွင်းဒိုင်ယာနဲ့အသက်60ကျော်အရွယ်ရှိတဲ့အမျိုးသမီးတဦးရဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တေဆုံးသူဟာဒုက္ခတိတ်တိရက်ကွက်ကအသက်63နှစ်အရွယ်အမျိုးသမီးတဦးဖြစ်ကလူရက်တပ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့သိရပြီးတော့တရားခံတွေကတော့ဖမ်းဆီးရမိတာမရှိသေးဘူးလို့ဆိုပါတယ်။လေဘင်းကိုကတ်ကြီးနဲ့ခြုံထက်တဲ့ဟာနဲ့ထိုးထားပြီးတော့လာပြီးတော့ဆုံးပြစ်သွားတဲ့အနေထားပဲ။ ဖြတ်သွားဖြတ်လာတွေကတွေ့လို့အကြောင်းကြားပြီးရဲကလာစစ်တာလို့ဒေသခံတဦးကပြောပြထားပါဗျ။စစ်ကော်မရှင်ထိန်းချုပ်ရာနေပြည်တော်မှာပြစ်စည်းလွတ်ရပြီးတော့လူပါတပ်ဖြတ်ခဲ့တဲ့အပြင်အလောင်းဖြောက်ခံရတာလို့ဒေသခံတွေကပြောဆိုနေကြပြီးတော့တရားခံကိုတော့စုံစမ်းနေစေဖြစ်တယ်လို့သိရပါဗျ။ပရိုက်တာအသင်းကတော့လာကောက်သွားတယ်။နေပြည်တော်ဆေးရုံကြီးရင်ခွဲရုံမှာအလောင်းကိုစစ်တာလူရဲတပ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ပြောတယ်။ အလောင်းကိုတော့ဒီနေ့တကြိုးကြမှာပါလို့နောက်ထပ်မြို့ကန်တအူးကအတီးပြုပြောကြားထားပါတယ်စစ်ကောင်မရှင်ရဲ့အဓိကထိန်းချုပ်ရာနေပြည်တော်မှာမကြာခဏဆိုသလိုစိုင်းကဲခိုးမှုလူရမှုနဲ့လူတက်မှုတွေဖြစ်နေပေမဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ရဲတပ်ဖွဲ့တွေကတော့အမှုအနှဲငယ်သာထုတ်ဖော်ဖန်ဆီးနိုင်တာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်ပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကလည်း နေပြည်တော်ဇဘူသီရီမြို့နယ်အစစ်မြင့်ဈေးအနီးမှာဆိုင်ကယ်လူရက်တပ်ဖြတ်မှုတစ်ခုဖြစ်ခဲ့ပြီးတော့အဲ့ဒီအမှုဟာလဲတာမန်လူရက်မှုမျိုးမဟုတ်ဘဲငွေပေးပြီးတော့တတ်ခိုင်းတဲ့လူတပ်မှုတစ်ခုဖြစ်နေခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကဲချင်းပြည်နယ်ဖားကံမြို့နယ်ပေါ်စီစာချေးရွာအတွင်းမှာရှိတဲ့ရွာလေလမ်းမပေါ်မှာအမျိုးသား၂ဦးပြစ်ခတ်တပ်ဖြတ်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်လ22ရက်နေ့မနက်10:00နာရီခွဲလောက်မှာဖားကံမြို့နယ်ပေါ်စီစာချေးရွာလုံခင်းဖားကံသွားတဲ့ရွာလေမိန်လမ်းမကြီးပေါ်လမ်းစုံအနီးမှာအသက်45နှစ်အရွယ်ကိုချစ်နိုင်နဲ့၎င်းနဲ့မနီမဝေတနီယာမှာအသက်30ကျော်အရွယ်အမျိုးသား၂ဦးတို့ ထမှန်ပြစ်ဒဏ်ခံရခြင်းဖြစ်တယ်လို့သိရပါဗျ။မော်စီစာရွာလဲမိန်းလမကြီးပေါ်မှာပြစ်ဒဏ်ခံရတာပါ။ရှေ့စဉ်နောက်ဆက်နှစ်ယောက်ပြစ်ဒဏ်ခံလိုက်ရတယ်။တယောက်ကမော်စီစာကြီးရွာအထက်ကနှစ်ကျောင်းသားကစင်ချိုကိုရဆိုင်အနီးမှာပြစ်ဒဏ်ခံရတာ။အတုံနဲ့၄ချက်ပြစ်ဒဏ်ခံရတာပါ။အဲ့ဒါကတော့ကိုချင်းနိုင်အသက်45နှစ်ပေါ့။နောက်တယောက်ကတော့မော်စီစာရွာလန်းလမ်းဆောင်အနီးကမိန်းလမကြီးပေါ်မှာပဲပြစ်ဒဏ်ခံရတာပါ။သူကလည်းအသက်30ကျော်40ဝန်းကျင်ပဲရှိအောင်ပဲ။သူကတော့ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူးလို့ဖားကန်ဒေတာတရင်အင်းမြစ်ကအတီးပြုတ်ပြောကြားထားပါရတယ်။ ပြစ်ခတ်တပ်ဖြတ်ခံရပြီးတော့တင်ဆောင်သွားတဲ့ကိုချစ်နိုင်ရဲ့အိတ်ထဲမှာမတရုံလို့ယူဆရတဲ့မူရဲစေဝါးများကိုတွေ့ရှိခဲ့ရပြီးတော့ကျန်တဲ့တင်ဆောင်သူအမျိုးသားဟာလည်းအဲ့ဒီနေရာမှာနေထိုင်တာဟာကြာမြင့်ပြီဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ပြစ်ခတ်တပ်ဖြတ်ခံရပြီးတော့တင်ဆောင်သူများဟာမူရဲစေဝါးသုံးဆွဲသူများလို့ယူဆရကြောင်းဒေတာတွင်သတင်းရင်းမြစ်ကတုံ့တက်ထားပါတယ်။ဘဲကပြစ်တယ်၊ဘသူပြစ်တယ် နောက်တစ်ခုကဘာကြောင့်ပြစ်တယ်ဆိုတာကိုတော့ဂါဂနနာမသိရဘူးတခုတော့ရှိတာပေါ့ကိုချင်းနိုင်ရဲ့အိတ်ထဲမှာတော့မတရုံလို့ယူဆရတဲ့ဟာတွေတွေ့တယ်နောက်တစ်ယောက်ကလည်းရက်ွက်ထဲကလူတွေပြောနေကြတာကတော့ဒီနားမှာနေလာကြပြီတဲ့စေးသမားလို့ယူဆရတယ်လို့ပြောတာပဲမူရဲ့စေးသမားလို့ယူဆရပါတယ်အဲ့တော့နှစ်ယောက်စလုံးကစေးသမားတွေပဲပေါ့ဘာကြောင့်ပြစ်သွားတယ်ဆိုတာကတော့တေချာမသိရသေးဘူးလို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ် ဖားကတ်မှာစိတ်ခွေးစစ်ကြောင်းများရောက်ရှိလာခြင်းကစတင်ပြီးတော့ပြည်သူအယောက်60ကျော်စစ်တပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ